CDN လှုပ်ချင်းမလှုပ်ချင်းကရာဇဝတ်မှုမဟုတ်တာကြောင့်ဥပဒေကိုတရားမျှတစွာကျင့်သုံးရမယ်လို့ NCA ထိုးထားတဲ့ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNNO NCA S မှဥက္ကရာဘုံမူကြီးခေါကကဆန်နိုင်တဲ့ရင်ဌာနကိုပြောပါရယ် CDN လှုပ်ချင်းမလှုပ်ချင်းဟာလူပုဂ္ဂိုလ်တူတူတယောက်ဝန်ထမ်းတူတူတယောက်ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် set determination right ဖြစ်ကြောင်း CDN လှုပ်ချင်းကရာဇဝတ်မှုမဟုတ်တယ်လို့ CDN မလှုပ်ချင်းကလည်းရာဇဝတ်မှုမဟုတ်ကြောင်းဥပဒေဟာတရားမျှတမှုရှိရမည်ဖြစ်ကြောင်းဘုံမူကြီးခေါကကဆန်နိုင်တဲ့ရင်ဌာနကိုပြောပါရယ် ဥပမာတချို့ဝန်ထမ်းတွေက public service တွေလေမူလတန်းကျောင်းဆရာမတို့ဆေးဆရာမတို့ဆရာဝန်တို့လူနာရှိပေးရတဲ့လူတွေဒီလူတွေက public ကို service လုပ်နေတာအုပ်ချုပ်တဲ့လူဆိုရကဘလို့ပဲကြောင်းကြောင်းဘလို့ပဲပေါ့ပေါ့နော် institution တွေကခိုင်လို့ရှိရင် public service လုပ်နေတဲ့လူတွေက accident လုပ်ဖို့မလိုဘူးလူထုအကျိုးဆောင်တဲ့လုပ်တွေလုပ်မှာပေါ့ဒါကြောင့် accident လုပ်ချင်း accident မလုပ်ချင်းကရာဇဝမှုမဟုတ်ဘူးပြစ်မှုလည်းမဟုတ်ဘူးဥပဒေကပြစ်မှုမြောက်မှရာဇဝမှုဖြစ်မှာအခုကရာဇဝမှုမဟုတ်ဘူး accident မလုပ်လိုက်တဲ့ အဲ့ဒါလည်းပုဆုံးဖြတ်တဲ့တရားသူမဟုတ်ဘူးအဲ့ဒီစီပြန်လောက်တာကိုအာနာပိုင်တရားပါရန်ရှာတယ်ပါညာအဲ့ဒါလည်းမှားတယ်ပြည်သူလူထုနဲ့နာမယ်ကလေးငယ်တွေနဲ့နာမှာကြောက်လို့စီပြန်မလောက်ဘဲနေတဲ့နော်ကျွန်တော်လူထုဝန်သားနဲ့ရှိတယ်ဒီလူဝန်သားနေရှိအဲ့လူတွေကလည်းသူဆုံးဖြတ်ရပါနာအစီအရာမလောက်တဲ့အတွက်ဒီလူတွေကရာဇဝမှုအပြစ်ရှိတယ်လို့ဆုံးဖြတ်ရင်လည်းအဲ့ဒီဆုံးဖြတ်ချက်မှားပါတယ် 对，对亚米亚达木木西的，我不得叫厂家不，我不得说他，对亚米亚达木西也没，是蛮干没，来那建到五楼呀没，我我不得对呀，啊，叫厂家个，五百个五百吧，得来比如，个百么八元，个百么拉元，过来么对元，啊，对，杨德宝总部嘞，呃，叫厂家里去的，那叫你这边没不得人，线路很白吧，就是阿龙啊，我哪里觉得这比路路途多，交比我么，路上的路交没比我。 အထုတ်တဲ့လူကသာပြောင်းသွားမယ် public service ကပါဖြစ်ပေါ့။နဆကလက်အောင်မှာအလုပ်လုပ်နေတဲ့နိုင်ငံဝန်ထမ်းတွေကိုတရားစွဲတဲ့အထိအရေးယူနိုင်တဲ့အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုဇွန်လ23ရက်မှာ ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းခဲ့ပါတယ်။အဆိုပါဥပဒေရဲ့အခန်းလေးမှာပါဝင်တဲ့အရေးယူခြင်းအပိုင်းမှာ2020ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့မှာ2020ခုနှစ် AB လ30ရက်ကြာ CDN ပြုလုပ်ခဲ့တဲ့ဝန်ထမ်းတွေကိုသာ CDN အဖြစ်သတ်မှတ်သွားမည်ဖြစ်ပြီးဒီကာလနောက်ပိုင်း CDN ပြုလုပ်သူတွေကတော့အကြောင်းပြချက်တွေပေးမှ CCB CDN အဖြစ်သတ်မှတ်မယ်လို့ဆိုထားပါတယ်။ဒီဥပဒေထဲမှာ CDN တွေအတွက်စုဝေးစနစ်ပါပြီး Non CDN တွေအတွက်ဓာတ်ပေးစနစ်ကိုထည့်သွင်းထားကြောင်း ီဒီယန်ဥပဒေအရစစ်သားနဲ့ရဲဟာအကျုံးမဝင်လို့ဆိုထားပါဗျ။ CRPA ကပြဋ္ဌာန်းလိုက်တဲ့စီဒီယန်နိုင်ငံဝင်တဲ့ဥပဒေဟာတော်လှန်ရေးလိုအပ်ချက်ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းနဲ့လွဲချော်နေတယ်လို့ဗမာနိုင်ငံလုံးဆိုင်ရာကြောင်းသားသမဂ္ဂတွေအဖွဲ့ချုပ်ဘာကတာလူမျိုးပေါင်းစုံမျိုးဆက်တွေသွေးစည်းညီညွတ်ရေးမဟာမိတ်အင်အားစု GSCN ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC နဲ့ က္ကသိုလ်ဆရာတွေတက်မကကိုစားပြုကော်မတီတို့ကအတီးတီးထုတ်ပြန်ကြေကြားခဲ့ကြပါဗျ။အဲ့ဒီနောက်ဗမာတော်လှန်ရေးတပ်မတော် BNRA ကလည်းတိုင်းပြည်ရဲ့အနာဂတ်ကိုဖန်တီးရမှာအရေးပါတဲ့ចောင်းသားတငယ်တွေရဲ့ရှေ့ရေးကိုမျှော်တွေးပြီးပညာရေးနဲ့ကျန်းမာရေးကဏ္ဍမှာတာဝန်ထမ်းဆောင်သူတွေရဲ့ရွေးချယ်မှုအပေါ်အနောက်အရှက်အဟံအတာပြုလုပ်သွားမှာမဟုတ်တလို့လိုအပ်ကြတွေကိုဖေးမှကူညီသွားမယ်လို့2025ခုနှစ်ဇွန်လ18ရက်နေ့မှာထုတ်ပြန်ခဲ့ပါဗျ။